မင်္ဂလာနနက်ခင်ပါယေရှုဂိယုနာမြတ်တာတော်နဲ့ရင်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့ညီတွဲပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနေပါတယ်ရုပ်ရည်သွေးကတော့တာမန်ဖြစ်ပါတယ်တနိတာလုံးတွဲရင်တင်းတင်းဖြစ်ထွန်းပြီးတော့မှမွန်လွဲပိုင်းမှာမိုးနှဲငယ်ရွာနေပါတယ်ရင်းဆုံးပူချိန်ကတော့32ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝိပုခြင်းလင်းပြနိုဝင်ဘာလ14ရက်တောက်ကြာနေ့2025အဘယ်သူမျှမပိတ်နိုင်သောတကားကိုတင်းရှင်းနိုင်ငါဖွင့်ထားပြီးဒီကချက်ဒါရိတ်ချမ်းမခွန်အာယူစရာများပိုင်း30ဖျက်ရင်ချမ်းချက်ဒါရိတ်ချမ်းခန်းကြီး3ခန်းငယ်9မှ73ဖိလက်ဒယ်လီပီမျိုး၌ရှိသောအသင်းတော်ဤတမန်ကိုဤတို့ရေးရမှလိုက်လောတန့်ရှင်သောသူဟုတ်မှန်သောသူဒါဝိမင်းဤတကားတော်ကိုဂိုင်သောသူ အဘယ်သူမျက်မပိတ်နိုင်အောင်ဖွင့်၍အဘယ်သူမျက်မပွင့်နိုင်အောင်ပိတ်တော်သူ၏မိန်တော်ကသင်၏အကျင့်ကိုငါတည်၏အဘယ်သူမျက်မပိတ်နိုင်သောတကားကိုသင်ရှင်း၌ငါဖွင့်ထားပြီးအကြောင်းမူကားသင်သည်အနှဲငယ်သောခွန်အားရှိသည်နှင့်ငါ၏နှုတ်ကပတ်ကိုစောင့်ရှောက်ခဲ့ပြီးငါ၏နာမကိုလည်းမစွန့်မပယ်ယူဒလူဖြစ်ရောင်ဆောင်၍အမှန်မဟုတ်ပဲမှုသာစကားကိုပြောတော်သူသည်ဟုသောစာရန်ဤအပေါင်းတင်းဝင်သူချို့ရို့ကို တင်နိုင်ငါအပ်ပေးမည်သူတို့သည်လာ၍တင်ဤချေရင်၌ပြတ်ဝတ်စေခြင်းက၎င်းငါသည်တင့်ကိုချစ်သည်ဟုသိစေခြင်းက၎င်းငါပြုမည်တင်သည်ငါဤတီးခန့်ခြင်းနှင့်ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောင့်ရှောက်သောကြောင့်ရေကြီးပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းကလောကီနိုင်ငံရရတုကိုနှံ့ပြလက်တန့်သောစုံစမ်းရာကာလတွင်တင့်ကိုငါစောင့်ရှောက်မည်ငါသည်အလင်းမြန်လာမည် သိတရပူကိုဘယ်သူမျှမယူစေခြင်းကထခဲ့ပြီးသောအရာကို ဆွဲကင်လောကျင်သူသည်အောင်မြင်၏ထိုသူကိုငါသည်ငါ၏ဖျားသခင်ဗိမ္မာန်တော်၌တိုင်ဖြစ်စေမည်နောက်တဖန်သူသည်ပြင်သို့မရွေ့ရာငါ၏ဖျားသခင်နာမတော်ကို၎င်းငါ၏ဖျားသခင်ထံတော်မှထွက်၍ကောင်းကင်ဘုံမှဆင်းသက်သောယေရုရှလင်မြို့တည်တည်ဟုသောငါ၏ဖျားသခင်မြို့တော်၏နာမကို၎င်းငါ၏နာမတည်းကို၎င်း ထိုသူပေါ်၌ငါသည် အခရာတည်မီဝိညာဉ်တော်သည်တင်တော်တို့အားဘယ်သို့မိန့်တော်မူသည်ကို နားရှိတော်သူမြည်သည်ကကြားပါစေဒါရိတ်ကျမ်းထဲမှာအသင်းတော်ခုနှစ်ပါးအကြောင်းကိုတခင်ရွှတ်ပြောတဲ့အခါမှာသမုရဏအသင်းတော်နဲ့ဖိလဒယ်လိပိအသင်းတော်သည်တခင်ရွှတ်ရဲ့ဖြစ်တင်ခြင်းကနေကင်းလွတ်တဲ့အသင်းတော်တစ်ခုဖြစ်ကြောင်းတွေ့ရတယ်အရိခေကဖိလဒယ်လိပိမြို့သည်ခုနှစ်ပါးသောအသင်းတော်ထဲမှာတတ်တန်အမှုဆုံးဖြစ်တယ် ဒီမျိုးသည်ကြွယ်ဝချမ်းသာပြီးတော့မှအဝေးပြေးလမ်းမပေါ်မှာတည်ရှိတယ်။ဥရောပနဲ့အာရှတို့ရဲ့ဆက်သွယ်ရေးမှာအချက်ချာတဲ့နေရာဒေသတစ်ခုဖြစ်တယ်။တိုက်ကြီးနဲ့တိုက်ရဲ့ဂိတ်တကားလို့လည်းပြောလို့ရတဲ့နေရာဖြစ်တယ်။တခင်ယေရှုသူ့ကိုယ်သူနှုတ်ဆက်တဲ့အခါမှာဟုတ်မှန်သောသူတန့်ရှင်သောသူလို့ပါရှိတယ်။မန်တကယ်ကိုးကွယ်တိုက်တဲ့ရှင်သခင် ဖြစ်ပြီးတော့မှတန့်ရှင်သောဘုရားဖြစ်ကြောင်းကိုပေါ်ပြသလို့ ဒီဆရာနဂတိကျန်ခန်းကြီး၂၂မှာဖော်ပြခဲ့တဲ့ဒါဝိမင်းရဲ့တကားတော့ကိုကင်နေသူဖြစ်တယ်။တခင်ရွှတ်ပိတ်တဲ့တကားကိုဘယ်သူမှဖွင့်လို့မရဘူး။တခင်ရွှတ်ဖွင့်တဲ့တကားကိုလည်းဘယ်သူမှပိတ်လို့မရတဲ့ခွင့်အာဏာကိုပိုင်နေသူဖြစ်ကြောင်းကိုဖော်ပြရတယ်။ရှားတင်းတော့လိုပဲဒီတင်းတော့ကိုလည်းတခင်ရွှတ်ကောင်းကောင်းသိတယ်။ဘယ်သူမှမပိတ်နိုင်တဲ့တကားဆိုတဲ့အင်္ဂလိပ်ဟော်ရက်တရားကိုသူတို့ရှေ့မှာဖွင့်ထားပြီးဖြစ်တယ်။သူတို့တွေဒီ highway လမ်းမပေါ်မှာနေရတယ်လို့မျိုးသူတို့ရဲ့တက်တာမှာလည်း ဘုရားသခင်ရဲ့ဧဝံဂေလိတရားကိုစီစဉ်ပြည့်နှံ့စေတဲ့တကားကိုသခင်ယေရှုသူတို့အတွက်ဖွင့်ထားပေးပြီဖြစ်ကြောင်းကိုဖော်ပြပါတယ်။လူတွေပိတ်လို့မရတဲ့တကားကိုသခင်ယေရှုသည်ဒီအသင်းတော်အတွက်ကိုဖွင့်ထားခဲ့ပေးပြီဖြစ်တယ်။အဲကြောင့်လဲဆိုတော့သူတို့တွေဒီခွန်အားနည်းနည်းလေးရှိတဲ့ကြားထဲကဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုစောင့်ရှောက်တဲ့သူတွေဖြစ်တယ်။ရှင်နေတွေဘလိုပဲရှိရှိသခင်ရွှေနာမကိုမစွန့်မပယ်ဘူးအဲ့ဒီတွေ့ဟန်ဆောင်တဲ့သူတွေ မိစ္ဆာဆရာတွေကို သူ့လက်ထဲမှာအပ်ပေးမယ်လို့တကယ်ရှုကတိတော်ထားရှိပါတယ်။ဒီတင်းတော်ရဲ့ခြေရင်းမှာမှားရွံ့တဲ့သူတွေပြတ်ဝတ်လာဖို့တကယ်ရှုကသူ့ဘက်မှာရှိနေတဲ့ကွဲကားနေတဲ့ဆိုတာကိုသိအောင်တကယ်ရှုပြုမှာဖြစ်တယ်။ဒီခံကျင်နဲ့ဆိုင်တဲ့နှုတ်ကပတ်တရားတော်ကိုစောင့်ရှောက်တဲ့အတွက်ကဘာကြီးပေါ်မှာစုံစမ်းနောက်ဆက်ခြင်းတွေလောကမှာရှိတဲ့သူတွေအားလုံးစုံစမ်းခြင်းတွေကိုခံရတဲ့ကာလမှာဒီတင်းတော်ကိုသခင်ယေရှုဆောင်းရှောက်မယ် နောက်ပြီးတော့မှသူတို့စီကိုအလင်းမြင်လာမယ်လို့ပါရှိတယ်ဒီတစ်ခါအလင်းမြင်လာတာကတခိုးလို့လာတာမဟုတ်ဘဲနဲ့ကောင်းကြီးပေးဖို့ကောင်းကျိုးတွေနဲ့ပြည့်စုံဖို့ကြွယ်ကာဖို့မစားဖို့ဖြစ်တယ်အဲ့တော့သူတင်နာတွေနဲ့ကိုရခဲ့ပြီးတဲ့တသက်တပူကိုဘယ်သူမှမလူယူစေဖို့ရခဲ့ပြီးသားနှုတ်ကပတ်တော်တွေကိုဆက်လက်ဆွဲကြိုင်ဖို့ဖြစ်တယ်အောင်မြင်တဲ့သူကိုကိုရောဟာဗိမ္မာန်တော်မှာတိုင်ဖြစ်စေမယ်သူဟာအမြဲပဲခိုင်မြဲတဲ့အရာဖြစ်မယ်သူ့ပေါ်မှာဘုရားသခင်ရဲ့နာမတော်နဲ့ ယေရုရှလင်မြို့သစ်ဆိုတဲ့မိနာမကိုထိုးထားမယ်အဲ့ဒီပြင်သခင်ယေရှုရဲ့နာမသစ်ကိုလည်းအခရာတင်ထားမယ်လို့ပါရှိပါတယ်ဆိုလိုတာကသခင်ယေရှုရဲ့အမှုတော်မြတ်မှာအောင်မြင်တဲ့သူကို သခင်ယေရှုကိုယ်တိုင်ကတိုင်ဖြစ်စေမယ်ခိုင်မြဲစေမယ်အဲ့ဒီပြင် သူ့အကြောင်းသူ့ရဲ့နာမကိုပြောတဲ့ခါတိုင်းမှာဖခင်ရဲ့နာမယေရုရှလင်မြို့ရဲ့နာမနဲ့သခင်ယေရှုရဲ့နာမသစ်တွေပါနေမယ်ဆိုတဲ့အကြောင်းကိုလည်းပေါ်ပြခြင်းဖြစ်ပါတယ် တော့ကျွန်တော်တက်တာမှလည်းခွန်အားကြီးတာပဲဖြစ်ဖြစ်ခွန်အားသေးတာပဲဖြစ်ဖြစ်နိုင်ငယ်တော့ခွန်အားရှိပြီးတော့မှနှုတ်ကပတ်တော်ကိုစောင့်ရှောက်ပါကိုရောကျွန်တော်တို့အတွက်တကားတွေကိုဖွင့်ပေးမှဖြစ်တယ်အဲ့ဒီတကားတွေကဘယ်သူမှပိတ်လို့မရဘူးဆိုတဲ့အနေထားမှဖြစ်တယ်ဆက်လက်ပြီးတည်ကြည်ပြီးတော့မှသစ္စာရှိတဲ့ယုံကြည်သူတွေဖြစ်ခြင်းအပြင်တင်တော်တွေဘိမ့်မင်တော်တွေမှာ တိုင်နေဖြစ်တင်းတောက်တွေဖြစ်တကယ်ကိုအမာခံနေဖြစ်ဘုရားသခင်ထားလိုက်မယ်အဲ့ဒီပြင်ဘုရားသခင်ကိုယ်တိုင်ရဲ့နာမတွေကိုလည်း ကျွန်တော်တို့ကပြည့်အခရာ ထိုးခိုင်းရမှာဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဖခင်ဒီမနေ့ခင်းတဲ့အတွက်ကိုရောကိုယေရှုတင်ပါတယ်။ဒီမနေ့ခင်းမှာနှုတ်ထရှင်သန်လာသူတွေအားလုံးကောင်းကြီးပေးပါ။နေ့တာလုံးကိုရဲကောင်းကြီးတွေပြင်ပြည့်စေပါ။ဘေးကင်းလုံခြုံစေပါ။မြန်မာနိုင်ငံတို့အထူးသဖြင့်ကောင်းကြီးပေးပါမတရားတဲ့မှုတွေကနေလွတ်မြောက်ရတဲ့ခွင့်ကိုရရှင်မကြခင်ပြင်ဆင် ပေးသနာရမှုပါကိုရရှင်ပြုနေပြီဖြစ်တဲ့ကျေးဇူးတင် မတရားတဲ့သူတွေကိုဘာအခွင့်အရေးမှထပ်ပရမမပေးပါနဲ့ဘုရောကိုယ်သက်နဲ့ကိုယ်သားသမီးအသက်ကိုတန်မိုးထားသလိုတခြားသူရဲ့အသက်ကိုလည်းတန်မိုးထားတတ်အောင်ကိုရရှင်ဖပြကိုရတိုင်းပြုပြင်သွန်သင်ပြင်ဆင်ပေးပါတရားဘက်ကယက်တည်တဲ့သူတွေအားလုံးကောင်းကြီးပေးပါဘုရားသခင်ဘုန်းတော်ထင်ရှားစေပါမဘီကြီးမှာကိုရရှင်အုပ်စုနဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလုံခြုံခြင်းတို့ပြင်ပြေဝစေပါမည်အကြောင်း သခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှုပ်လဲဆုတောင်းကြပါရစေဖခင်အာမင်